တဇောမုံလာပြီနေညပန့်ကူပြည်တယ်ညလူမြတ်ကျော်ကကိုကိုကူပန့်တကူပြည်ရမယ်သဘောရှိတယ်တခြားသူတွေလည်းပန့်တကူပြည်ပြီးတဇောင်းတိုင်းမုတ်ဘိုးလေးများပေးခြင်းတော့ဆက်သွယ်ပြီးတော့ပေးနိုင်ပါတယ်စတော့ပါဗျာကိုကိုကူယူဆိုင်ကြပါဇောင်းမုံလာပြီနေညမှာတဇောင်းတိုင်းပွဲတော်တွေကျင်းပနေပါတယ်ဘုံကထိန်တွေလည်းကျင်းပနေပါတယ်ဘုံကထိန်ပွဲတွေကိုကျင်းပပြီးတကာလာ နားရီကွဲမတက် loss speaker တွေနဲ့တကြံနဲ့ဘုံကထိန်နဲ့မှားနေတယ်ဆိုတဲ့အခြေအနေတွေကိုလည်းတွေ့ရပါတယ်။ညီမယဉ်ကျေးမှုထုံလန်း scenario ဟာခေတ်စနစ်နဲ့အညီစနစ်တကျဖွံ့ဖြိုးတိုးတက်ရမယ်အစားစီးပြက်ကမ်းပြက်ဗယံပဓာနဲ့စိတ်ထင်ရလို့တဲ့အခြေအနေမျိုးတွေကြောင့်ယဉ်ကျေးမှုအစဉ်လာကြီးတည့်ရဖြစ်တဲ့ဘုံကထိန်ပွဲတော်ဟာနိုင်ငံသား DJ တန်တချင်းတွေအောက်မှာကျင့်ဝင်မဲ့စွာရုပ်ပြက်စင်ပြက်ဖြစ်နေရပါတယ် ဒါတူဒဇောင်းနိုင်ပွဲတော်ကိုဂျင်းပါတဲ့နေရာမှာ stage show တွေဖြော်ပြီးပွဲတွေလုပ်ကြတယ်အဲ့ဒီမှာ J Fire တို့မနေ့ကပါ wind ဆိုတာပါလားကွန်ဒုံးတွေဝေတယ်ဆိုတဲ့ကိစ္စတွေနဲ့ပြဿနာတွေတက်ကြတယ် J Fire ကလည်းကိုကိုကိုစောင့်ရှောက်ကြဆိုပြီးတော့ပြောကြဆိုကြပါဗျာဒီဒဇောင်းနိုင်ဖြော်ပြီးပွဲနဲ့ပတ်သက်ပြီးတော့အကျဲအကျဲမငိမ့်ပွဲတွေကိုတော့ဟိုဘက် LK review channel မှာပြောမယ် ဒီလူမြတ်ကျော် channel မှာတော့အရေးကြီးသတင်းတစ်ခုပြောပြစီရရှိတယ်။အဲ့တော့ဒီသတင်းဟာဘလောက်ထိအရေးကြီးလဲဆိုရင်ညီမလူငယ်တူးနဲ့ညီမအနာဂတ်ထိသက်ဆိုင်နေတယ်။ဘာသတင်းလဲကိုမြတ်ကျော်။ပေဆောက်ချိန်ကြံ့ခံရေးပါတီကအမတ်ပေဆောက်ချိန်ဆိုတဲ့ကောင်ကိုတေးအစိုးရကတေးတန်ချမှတ်လိုက်ပါတယ်။မိသားစုဝင်16ဦး ေတံနဲ့ဆိုင်းငံ့တေတံကြီးချမှတ်လိုက်ပါတယ်အဲ့တော့ကိုကံရဲ့ပြည်သူစစ်အဖွဲ့ဝင် ပြန်နန်းဝင် အရာရှိဖက်စစ်တပ်မင်းအောင်လိုင်းရဲ့ပြန်နန်းဝင်အရာရှိဗိုလ်မှူးကြီးပဲလျှောက်ချင်းကြီးလျှောက်ချမ်းစတဲ့သူတွေကိုဒီကနေ့တေတံချမှတ်လိုက်ပါတယ်လို့တရုတ်သတင်းဌာနကထုတ်ပြန်ပါတယ်အဲ့တော့ပယ်ဆောက်ချင်းရဲ့ကိုကန်စီးပွားရေးအင်ပါရာဟာကိုကန်ဒေတာမှာ အဆောက်40ခုစောက်ခဲ့တယ်။တယ်လီကွန်းလိန်လယ်မှုလောင်းကစားရုံယူရကျက်ရှိရှိလူတက်မှုပြည်တစားလုပ်ငန်းတွေလူကုန်ကူးတာတွေအတင်းအဓမ္မစေခိုင်းတာတွေဒါတွေပါဝင်တယ်လို့ Feather and Fatmin မူရီစီဝါစက်တန်ထုတ်လုပ်တူလောင်းထားတယ်။ပေစောက်ချိန်မိသားစုလိန်လယ်ခဲ့တဲ့ငွေဟာတရုတ်ယွန်း29ဘီလီယံအမေရိကန်ဒေါ်လာ4ဘီလီယံလောက်ရှိတယ်။ အဲ့တော့ပေစောက်ချင်းကဘလူကောင်မျိုးလဲဆိုတော့ကြန့်ခံရေးအမတ်ပါနောက်တစ်ခုကကြားပြတ်နေနေရဲ့အတွက်ဖန်ရန်ထုတ်ခံထားတဲ့အဆုံးစီရင်သွားတဲ့မြီချောက်ချမ်းရဲ့သားညီကော်ချန်တဲ့မြေးဖြစ်သူကိုလည်းတေတံချမှတ်လိုက်ပါတယ်ဆိုတော့ပေစောက်ချင်းတို့အုပ်စုတစုလုံးကိုတေတံချမှတ်ပြီးတကာလဒုတိယမြောက်ဟာမင်းအောင်လိုင်လားစောချစ်သူလားဆိုတာကိုတော့ကျွန်တော်တို့ စိတ်ဝင်စားစရာကောင်းလာပါတယ်တရုတ်ဟာ online လောင်းစားလိမ်လံမှုတွေကိုကိုးကန့်တဲ့ကရင်ဒေတာတွေမှာ Thai American တရုတ်ပေါ့ဗျအဆရှိတယ်ပူးတွဲနေနေမှုတွေလုတ်ပြီးတော့ KK ပတ်ကြားဖြန့်ကြီးကိုကြားဖြန့်ယုံကြီးကိုလူမြင်ကောင်းအောင်ဖြိုချနေပြီမဲ့ရွှေကုတ်ကိုနဲ့မြောက်ပြည်မြို့ထဲမှာတော့ကြားဖြန့်လောင်းကစားကြုံတွေကအကြီးအကျယ်ရှိနေတယ်လို့ရန်ကုန်မှာလိုင်တရာက FMI CD တွေမှာ ကြားဖြန့်လောင်းကစားလုပ်တဲ့လူတွေအများအပြားရောက်ရှိနေတယ်။လမ်းမတော်မြို့နယ်ဒဲမှာကြားဖြန့်လောင်းစားလုပ်သူတွေတိတ်ဆိတ်ခိုအောင်နေတယ်။လမ်းမတော်မြို့နယ်မှာမှဘယ်နေရာမျိုးများအ धिक နေထိုင်လဲဆိုတော့ဧည့်သည်တရုတ်တွေဟာတန်စီအဲတန်စီအရှိဆေးဦးကြီးရဲ့ဟိုပါဘောဆေးဦးကြီးရဲ့ဒီဘေးချင်းဘေးဆေးဦးကြီးနဲ့မျက်နှာချင်းဆိုင်အဲ့ဒီမှာညာလုံးပေါင်းဖွင့်တဲ့ထမင်းကြော်ဆိုင်တွေရှိတယ် ဲ့နာကဟိုတယ်တစ်ခုရှိတယ်။တန်ဆင်းနေနောက်ကျောက်ကတချို့တွေသိမှာပါ။လမ်းမတော်မှာနေတဲ့လူတွေတော်တော်များများသိတယ်။စကူလန်လမ်းနဲ့ဆယ်လတာတကြောမှာတော့ကြားဖြန့်တရုတ်တွေအုံနေချင်းနေရှိတယ်လို့ညမာပြည်ရဲ့လောင်းကစားအလုံးရဲ့ဒိုင်ချုပ် stock gain အလုံးရဲ့ဒိုင်ချုပ်တွေဟာလမ်းမတော် လတာတခွင်မှာအများဆုံးခုအောင်နေတယ်လို့ဒီနေ့မင်္ဂလာရော စစ်တပ်ဝင်းရဲ့အနီးမှာခေပင်လမ်းမဖစစ်တပ်ဝင်းနဲ့အနီးဝင်းချင်းမှာလဲကြားဖြန့်ဂိုင်းကြီးတစ်ခုအခြေချပြီးငွေလိမ်နာတွေလုပ်နေတယ်ခေပင်လမ်းကွက်တခြင်းကုန်းလမ်းဆောင်ကြားမှာရှိတယ်မင်္ဂလာတုံးပန်းချံဘေးကဝင်သွားရတဲ့အင်ဂျာဝင်းအဲ့ဒီထဲမှာငွေလိမ်လေယုံနေမကဘူးနေခံတွေကိုမလုံးပေးစီယုံပြီးရက်ွက်တွေကလူတွေကိုငွေလိမ်ရှာခိုင်းတဲ့နေရံတွေအသုံးပြုတယ် လူတော်တော်များများမွေးထားတဲ့ကြားဖြတ်နဲ့ပတ်သက်ပြီးပါဝင်လောက်ကင်နေသူတွေကိုလူလေကူကူနဲ့ပတ်စံထုတ်ကြီးပြီးတဲ့ဖုန်းတွေကအချက်လက်တွေကို ဖြည့်ပေးုံနဲ့ငွေထုတ်ပေးတယ်လို့ဆွဲဆောင်ပြီး application တခုကိုကူးထည့်ပြီးတဲ့နောက်ပိုင်းမှာတော့ငွေလိမ်ခံရတဲ့သူဖြစ်သွားတယ်။စီယုံရေးစီယုံပေးတဲ့လူတအူးကို6သိန်းလောက်ပေးတာပြီး အတိုးပေါ်အတိုးဆင်ပြီးသိန်း100လောက်6သိန်းချင်းသိန်း100လောက်ပြန်ဆက်ရမယ်ဆိုပြီးတောင်းဆိုမှုတွေလည်းရှိတယ်။အဲ့တော့ရန်ကုန်မြို့ပေါ်မှာတင်အိမ်ကြီးလာပြီးချင်းချောက်ပြီးကြားဖြန့်ကလူမိုက်တွေဟာအစင်မပြေလို့ငွေချေးသူတွေစီကအစမတန်အတုံးတုံးနေနဲ့အနိုင်ချင်းချင်းချောက်နေတာတွေ့ရပါတယ်အဲ့တော့ဒီကိစ္စကိုဘယ်လိုသိတာလဲလို့မေးရင် ဒီကြားပြန့်နဲ့ပတ်သက်ပြီးငွေပေးဖို့ရှိရလူတယောက်ကစာချုပ်မှာလက်မှတ်ထိုးပေးဖို့ဆိုပြီးမင်္ဂလာလုံးပန်းချံပေးတဲ့ကလမ်းကိုဝင်သွားခဲ့တယ်။အဲ့ဒီအဆောက်အဦတွေကိုရောက်သွားခဲ့တယ်။ကာကန်ရှင်ရဲ့လိပ်စာနဲ့နာမည်တွေကိုတော့မပြောတော့ဘူး။မင်္ဂလာလုံးပန်းချံလမ်းပေးကဝင် Dragon Golf City Horsen Complete တကုံကောက်ကွင်းလို့ရှိတယ်။ Dragon Golf City Horsen Complete ရဲ့ခြေဝင်းနဲ့မြင်းနေရာပေါ်မှာစောက်ထားတဲ့အဆောက်အဦတွေထဲမှာရှိတယ်။ အဲ့ဒီထဲမှာကွန်ပျူတာကိုစီနဲ့လူယာနဲ့ကြီအလုံးလုံးနေတယ်ကြားဖြန့်လုပ်ငန်းကိုမင်္ဂလာရုံချမ်းမဖတ်စစ်တဲ့ရဝင်းနဲ့အနီးကပ်မှာပဲလုံနေတယ်လို့မင်္ဂလာရုံစစ်တပ်ကကောင်တွေကအကာအကွယ်ပေးထားတယ်လို့သိရတယ်အဲ့ဒီပတ်ပတ်လည်မှာစစ်တပ်ဝင်းနေကြီးပဲရှိတယ်အမတ်တေစတားစုတောင်းရတဲ့646တက်၄တက်ဝန်နှလိုင်းကစစ်စေးတက်ကတူလို့ ਨੇ အနီးကဆုံးမှာရှိတယ် တရုတ်နိုင်ငံသားတွေအများပြားရှိပြီးရန်ကုန်မြို့တမြို့လုံးမှာတော့မင်္ဂလာတော်စစ်တပ်ဝင်းကြီးကကြားဖြန့်လမ်းမတော်လတာတခွင်ကငွေလိန်လယ်လောင်းကစားတိုင်ချုပ်တွေနေရာတိုင်းတရာကအဖာမိုင်စီးတီးဆိုတဲ့နေရာတွေကိုရန်ကုန်စစ်တိုင်းမှုနဲ့မင်းအောင်လိုင်ဖမ်းရဲလားမဖမ်းရဲလားမဖမ်းရရင်စောချစ်သူအလှဲ့လာမလားပယ်စောက်ချိန်ပြီးရင်မင်းအောင်လိုင်ဖြစ်မလား အရင်စိတ်ဝင်စားစရာကောင်းလာတဲ့အခြေအနေတခုကိုတော့ကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့ဒီကနေ့မှာစတေမာ29ရက်နေ့မှာပယ်ဆောက်ချိန်နဲ့မိလျှောက်ချမ်းမိသားစုဝင်များကိုတိတ်တန့်ချမှတ်လိုက်ပါတယ်အဲ့တော့တိတ်တန့်ချမှတ်တဲ့နေရာမှာစိုင်းငယ်တိတ်တန့်5ဦး2ဦးဟို5ဦးပါဝင်ပါတယ်ပေါ့ဗျာနော် အဲ့တော့နာမည်တွေကိုတော့ကျွန်တော်စနစ်တကျရုပ်ပြမနေတော့ဘူးဒီကောင်ကြီးကစံကုန်မြည်လေးတွေဗမာပြည်တည်းတကွနိုင်ငံတဝန်းကဘာတဝန်းကလူတွေစီကငွေလိန်ထားတဲ့ရာဇဝမှုကျွလွန်နေတဲ့သူတွေဖြစ်တဲ့အပြင်သူတို့ကြောင့်ဘဝပြတ်သွားတဲ့မိသားစုပေါင်းတိမ့်နေချီရှိပါတယ်ဒီလိုကောင်မျိုးဟာဒီလိုကောင်မျိုးတွေဟာလူပြည်မှာမရှိတာကမရှိတာကပို့ပြီးကောင်းပါတယ်သူ့လိုမျိုးပဲစောချစ်သူလို လူမျိုးနဲ့မင်းအောင်လိုင်းလိုလူမျိုးဟာလည်း လူပြည်မှာမရှိတာပိုကောင်းပါတယ်မြန်မာနိုင်ငံအပအဝင်တကပါလုံးကလူတွေရဲ့မိသားစုဘဝပြတ်ခဲရတဲ့ကောင်းကြီးဖြစ်ပါတယ်သူတို့ကြောင့်ဘဝပြတ်ခဲတဲ့ကောင်းကြီးဖြစ်ပါတယ်အဲ့တော့ကိုကန်စစ်ကောင်းဆောင်ပယ်ဆောက်ချိန်ပယ်ရင်ဆန်းပယ်ဆောက်ချိန်တားဖို့ဗျာဝေဆန်းနေကြတော့တရင်1006ဥက္ကဋ္ဌလျိုအားပေါက်လျိုလျိုကြံ့ချင်းဖူလီထိုက်အုပ်စုတထေးရှီကြံ့မောက် အရေးကြီးခေါင်းဆောင်၁၀ဦးကိုနေပြီးတော့လေစိတ်ကနေတရုတ်ကိုလွှဲပေးခဲ့တာမင်းအောင်လိုင်ဖြစ်ပါတယ်ပြောချင်တာကပယ်စောက်ချိန်တို့အုပ်စုကိုမင်းအောင်လိုင်ကထိုးကြွေးလိုက်တာပါဒီလိုပဲဒီတခါထိုးကြွေးခံရမယ့်သူကစောချစ်သူလေပဲလားစောချစ်သူဟာသူထိုးကြွေးခံရမှာကိုတိလို့ပဲလားမသိဘူးကေကေပတ်ကြီးကိုဖြိုချပြနေပါတယ် ဆိုတော့မြန်မာနိုင်ငံကြီးအဆက်ဆက်နဲ့ကြားဖြန့်ဟာဒွေရောရက်တင်ရှိလာပါတယ်။ရှမ်းမြောက်ဆစ်စင်ကြီးတခုလုံးကလည်းကြားဖြန့်ခေါင်းစဉ်အောက်မှာစတင်တိုက်ပွဲဝင်ပြီးဘတ်စစ်တော်လန်ကြီးနိုင်ငံလုံးဆိုင်ရာတော်လန်ကြီးတိုက်ပွဲအသွင်ဆောင်တဲ့အချိန်မှာတရုတ်ကကတ်တောက်လုပ်ပြီးစစ်ကိုရက်ခမ်းလိုက်တာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကြည်ချင်းအားဖြင့်ကြားဖြန့်အရေးဟာကမ္ဘာထိပ်သီးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်တရုတ် အင်္ဂလန်အစရှိတဲ့နိုင်ငံကြီးအပါဝင်အရှိတောင်အာရှဒေသရင်းကမြန်မာထိုင်းကမ္ဘောဒီးယားလာအိုရီနေဆက်ဆက်နေတဲ့ကြီးမားကျယ်ပြန့်တဲ့ကမ္ဘာလုံးဆိုင်ရာငွေလိမ်ကွန်ရက်ကြီးတစ်ခုအဖြစ်တကယ်ပဲတိတိကျကျဖော်ထုတ်ရှင်းလင်းသုံးသင်နိုင်မလားမြန်မာနိုင်ငံမှာဆိုရင်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုယ်တိုင်နဲ့ဗိုလ်ချုပ်တစုပါဝင်ပတ်သက်နေတဲ့ကြားဖြတ် လက်နက်ကင်တက်တယ်အများပြားအကျိုးစီးပွားနဲ့ပါဝင်ပတ်သက်နေတဲ့ဥမာ BGF စောရှိစောချစ်တူလူမျိုးတို့ပါဝင်ပတ်သက်နေတဲ့ကြားဖြန့်နေကြားဆောင်တက်ဘုံမှုအဖြစ်ပါဝင်ခဲ့တဲ့မီလျှောက်ချမ်းလိုកောင်မျိုးပါဝင်နေတဲ့မြန်မာစစ်တပ်ရဲ့ဘုံမှုကြီးစံခိုင်ရင်လွတ်တော်အမတ်ဖြစ်ခဲ့တဲ့ပယ်ဆောက်ချင်းဒီလိုလူမျိုးတွေပါဝင်နေတဲ့ကြားဖြန့်နိုင်ငံတော်တော်မြန်မာမှာလည်းနိုင်ငံကောင်းဆောင်တွေပါဝင်တချို့စစ်ဘုံချုပ်တွေရဲတပ်ဖွဲ့ဝင်တွေပါပါဝင်နေတဲ့ကြားဖြန့် ကြားဖြန့်လို့ခေါ်တဲ့ online ငွေကြေးငွေလိမ်လုပ်ငန်းကြီးကိုကမ္ဘာအရေးကြီး mission အဖြစ်နဲ့တော့ဆောင်ရွက်နေကြပေမဲ့တကယ်လက်တွေ့မှာတကယ်ဆောင်ရွက်သူတွေကိုထိထိရရအရေးယူနိုင်မှုကတော့မပြည့်စုံသေးဘူးမလုံလောက်သေးတဲ့အခြေအနေကိုတွေ့ရပါတယ်အဲ့တော့ဒီလိုကြားဖြန့်လေလောင်းကစားတွေမူရီစေးတွေအားလုံးဟာနိုင်ငံတွင်းကအရေးပါတဲ့ စစ်တပ်ရဲတို့ထိပ်ပိုင်းကောင်းဆောင်တွေမပိုင်လုံးဝလုံးလို့မရသလို လက်နက်ကင်တပ်ဖွဲ့တွေမပိုင်လည်းလုံးဝလုံးလို့မရတဲ့အခြေအနေမှာဒီကြားပြန့်နဲ့ပတ်သက်ပြီးသူတို့ကစီးပွားရှာတဲ့လက်နက်ကင်တပ်ဖွဲ့တွေကအကျိုးမြတ်ထုတ်တယ်ဂျားတွေကပြည်သူလူထုကတော့ငထွားခါနာမီအင်း15ခါလောက်နာနေရတဲ့အခြေအနေပါပြည်သူလူထုဆိုလို့မြန်မာပြည်သူလူထုတစ်ခုတည်းမဟုတ်ပါဘူးထိုင်းနိုင်ငံကထိုင်းပြည်သူလူထု လာအိုနိုင်ငံကလာအိုပြည်သူလူလူကမောရီးယားကကမောရီးယားပြည်သူလူလူတရုတ်ပြည်ကတရုတ်ပြည်သူလူလူတွေအမေရိကန်ကအမေရိကန်ပြည်သူလူလူတွေကပလူအဖွဲ့စည်းတစ်ခုလုံးကိုဒုက္ခပေးတဲ့ကြားဖြန့်နှိမ်နင်းရေးဟာတကယ်ပဲအမေရိကန်တရုတ်တို့ကထိတိရရနှိမ်နင်းနိုင်မလားဒါမှမဟုတ်အကျိုးစီးပွားအပေးအယူတွေနဲ့ပဲတစ်စက္ကန့်တိမ်သွားမလား ဒီနေ့တော့ကြားဖြန့်ရဲ့အဓိကခေါင်းဆောင်ကြီးတွေဖြစ်တဲ့ဖူလီထိုက်ကုမ္ပဏီတို့ပယ်ဆောက်ချိန်တို့ကိုတော့တရုတ်ကတေရန်ချက်မလိုက်တဲ့အပေါ်မှာသူတို့ရဲ့ထွက်ဆိုချက်တွေအလုံးဟာစစ်ကောင်းဆောင်မင်းအွန်လိုင်းတစုနဲ့ဗိုလ်ချုပ်ကြန့်ခံရေးအပါဝင်မြန်မာစစ်တပ်အာဏာပိုင်တွေရဲ့အမြောင်အများပါဝင်ပတ်သက်မှုတွေကိုတရုတ်ကအချက်အလက်နဲ့ရရှိထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတရုတ်ဟာဆက်လက်အမိုက်ခံပြီး းဥစရိုက်ကောင်းဆောင်ဝယံပြီးမင်းအောင်လိုင်းလိုလူမျိုးကိုစပီးရွေးချယ်မလားအချားရွေးချယ်စရာသူနဲ့အတူခင်လိုကောင်းမျိုးကိုဆွဲထုတ်ပြီးစင်တင်မလားတရုတ်ရဲ့ကစားကွက်မှာစစ်တပ်တွင် အာနာလွန်ဆွဲပွဲဖြစ်မလားတပတ်ဒေါ်လာရင်းအင်အားစုတွေဘက်မှာလဲမဟုတ်မိုးမေကာဝေးလုပ်ငန်းစဉ်တွေတော့က အညာဝမ်ပေါင်းစစ်ချောင်းထိုးမှုတွေနဲ့2025ရဲ့ဒီဇင်ဘာနိုဝင်ဘာအောက်တိုဘာလတွေဟာတော့ကဘာကြီးနဲ့တကွာအာရှတခွင်မြန်မာနိုင်ငံကြီးတော်လှန်ရေးအခင်းချင်းအားလုံးဟာအင်မတန်ကိုပြောင်းလဲမှုကြီးကြီးမားမားတွေနဲ့အခင်းချင်းတွေတခုအာချင်တာတခုကို၍လျားနေတာဘူး တွေ့ရပါတယ်။ဒါကြောင့်မို့တော်လိုင်းအင်အားစုတွေမြမတိုက်ခန့်အင်အားစုတွေမြမတော်လိုင်းရေးဥဆောင်ပုဂ္ဂိုလ်တွေကကဘာကြီးကရွှေ့ပြောင်းလာတဲ့အာဂျင်တာတဲ့နောက်မှာ ideology အသစ်တွေနဲ့တော်လိုင်းရေးအောင်ပွဲစီကိုတွားပြီးအမျှော်မြင်ရှိရှိနဲ့နိုင်ငံတစ်ကိုတည်ဆောက်ဖို့ကြိုတင်စဉ်းစားတွေးတော၍လောက်ကင်ကြပါလို့ပြောရင်ယေရှုတင်ပါတယ်